ုံးအလူပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလူပေါ့ဆွန်ရဲရဲ့အလူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်ဖိတ်ထားတယ်ဥစဉ်ကအလူကြွားကိုတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမှာဆိုသူတို့တွေချောင်းမြောင်းမှာပဲဗျာရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တတင်းဘလို့ပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲစိတ်နော်အလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာနော်အလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ပါပဲ ဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကိုတော့လုံကြုံရေးပောက်ချလို့ဘယ်မှမတွားရတော့ဘူးလို့ပြောပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်အုံတက်ပေးသွားကြပါဦးခင်ဗျာမျိုးတွေအလုံးမင်္ဂလာပါဗျာဒီနေ့23ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာဒီကနေ့ဥစဉ်ပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ဒီပောက်မျိုးတွေနဲ့တည်င်းနဲ့ပတ်သက်ပြီးမှဥစဉ်ကိုမေးကြတယ် ရှင်ဗျားတဲ့ပတ်မွနဲ့တည်နေပတ်တက်ပြီးမှဘာမှမပြောဘူးလားဗျာတဲ့ဥစဉ်ဘာမှမပြောပါဘူးဗျာနော်ဘာမှမပြောပါဘူးဘာဖြစ်လို့ဘာမှမပြောရလဲဆိုလို့ရှိရင်ဒီခါလေးဥစဉ်တို့မတည်တဲ့အရာတွေတစ်ဖက်ကမတည်တဲ့အရာတွေအများကြီးရှိတယ်ဗျာနော်အများကြီးရှိတယ်အဲ့တော့ဒီကြတာတခုကတော့ပတ်မွနဲ့ရင်နှန်းဖြတ်တဲ့အခါမှာရေတွားတဲ့အခါမှာတစ်ဖက်ရန်သူတွေ PDF အချမ်းဖက်တွေကတော်တော်ကြီးကိုကြာရှုံးတယ်လို့ဥစဉ်တို့ခိုင်းလုံးတဲ့တဲ့င်းနေ တေးကြတဲ့တည်င်းတွေကိုဥစဉ်တို့ကြားသိရပါတယ်ဗျာနော်ဒါလောက်ပဲဥစဉ်တို့ပေါ့ညွန့်တဲ့တည်င်းနဲ့ပတ်သက်ပြီးမှအဲ့တော့ပေါ့ညွန့်နယ်မှာရိတ်ခါလိုအပ်နေတဲ့ရွာတွေကိုလည်းမပူပါနဲ့နော်ခမဲလို့စီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်ရိတ်ခါလည်းကြောက်မှာပါနော်အဲ့တော့မလောပါနဲ့လို့ပဲဥစဉ်ကတော့ပြောကြမှာတယ်ဗျာနော်ဒါတော့နှစ်ချီတုံးလေးနဲ့ကြီးတောင်မှခမဲလို့ရိတ်ခါမရောက်ဖဲနဲ့ဒီလောက်ကိုတိခိုင်းပြီးမှစောင့်ပေးပါနော်ရင်းနှန်းဘာကြောင့်မဖြတ်ထားလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမတိကျင်ပါနဲ့ဗျာနော်ဒါကလည်းဆေးရတော့မတိကျင်ဆေးတွေကတော့မတိတာပဲကောင်းပါတယ်နော် ဒါကတော့ပေါ့မြုံနဲ့တရင်နဲ့ပတ်သက်ပြီးဦးစင်းကပြောပြခြင်းဖြစ်ပါလေဗျ။ဦးစင်းတို့ဒီပြူးလွင်နဲ့ပတ်သက်တဲ့တရင်တွေကတော့အကုန်လုံးကတော့အေးစစ်စေးပါလေနော်။အောင်ပွဲအလီလီရှင်းနေတယ်လို့ပဲပြောချင်ပါလေနော်။အောင်ပွဲအလီလီရှင်းပြီးမှရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ချမှတ်ပြရလဲဆိုတာလေဦးစင်းတို့ကတခါတကျဦးစင်းတို့ဖုတ်ချက်ပါဖြစ်လို့ပြပိုင်မှမရှိဘူးပေါ့နော်။အဲတော့တန်တဲ့ Telegram တွေမှာတော့ကြည့်လို့ရပါလေနော်။ဒီလူတို့တွေရဲ့ဒီဘယုံမလားဖြစ်နေရပေါ့နော်။ ဒါတော့ပြည်ဦးလုံတကင်းနဲ့ပဲအနောက်ချုံပေါ့နော်ပြည်ဦးလုံဘက်ကအကြီးတဝဲကတော့အေးစေးစေးပါပဲနောက်ချုံမြို့နယ်တွေကပေါ့နော်ဒါနောက်တစ်ခုကတော့ဦးစင်းနဲ့မန္တလေးတိုင်းမင်ကုန်းနဲ့ပတ်သက်ပြီးတယ်ဒီတိုင်းတိုင်းမင်ကုန်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့နော်ကိုယ်တို့ဗန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့ပဲအကြံပြုချင်နေပြန်နော်ဗန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဗန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလည်းနဲ့ခရိုင်နေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့အောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတတ်သိရှိရှိတင်ပြရဲဖို့လိုအပ်ချက်ကိုတတ်သိရှိရှိပြောပြဖို့ လိုအပ်တယ်လို့ဥစဉ်တို့ကတော့ပြောကြမှာလေဗျာနော်တခါတလေဥစဉ်တို့စီကိုတရင်ပို့ထားတာတွေအများကြီးပါနော်အဲဥစဉ်တို့မှာအတာဖိုင်တွေလက်ရှိတယ်အဲတခါတလေကြတော့နော်မတိတယ်ဟာတွေဒါမပြောတဲ့နဲ့အရာကြဥစဉ်တို့ကမပြောဘူးကြာနော်အဲလူကြီးလောက်ပဲဥစဉ်တို့ကတခါလေစာလန့်ပို့တာပဲရှိပါတယ်ဗျာနော်စာလန့်ပို့တာပဲရှိပါတယ်အဲတော့တစင်းတစင်းမလိအောက်ကအောက်ကတစင်းချင်းတစင်းချင်းမလိညပါနဲ့လို့ပဲဥစဉ်ကတော့ပြောကြမှာလေဗျာနော်တန်တဲ့အရာကိုလိညင်လိညာချင်းညာကြပါဗျာနော်တိုင်းပြည်နဲ့နာရမယ်နေရာကိုကိုတက်သားတွေနဲ့နာရမယ်နေရာကိုအောက်လက်တားတွေနဲ့နာရမယ်အရာဆိုလို့ရှိရင် မလိမ္မာနဲ့လို့ဥစဉ်ကပြောကြင်ပါလေဗျာနော်အထက်ကိုမလိမ္မာနဲ့လို့ပြောကြင်ပါရနော်ဒါလေးပဲဥစဉ်ကတော့ပြောကြင်ပါလေဗျာနော်အဲ့တော့နောက်တစ်ချက်ကတောင်ပြုံးအလှူပေါ့နော်ပတ်တဆာဆွန်ရဲရဲ့အလှူပေါ့ဆွန်ရဲရဲ့အလှူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်ဖိတ်ထားလဲဥစဉ်ကအလှူကြွားသွားတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါလေဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမှာဆိုသူတို့တွေချောင်းမြောင်းပါဗျာရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တည်းတည်းဘလို့ပောက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော် အဲ့တော့အဲ့လူနဲ့ပတ်သက်ပြီးလဲစိတ်เนาะအလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာเนาะအလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမတွားပြဖို့ပါကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးကြရဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးကြီးအလုံးလဲတကယ်ကိုအတိုက်ထက်မကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးကြီးတက်မတော်ကိုတက်မတော်ချင်းမြတ်နိုးလူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးเนาะအခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတစ်ဖုံနဲ့ လုံဆောင်နေတာဒီအများကြီးရှိပါလိမ့်ဗျာနော်အာငဘောကစားလို့ရှိရင်တော့ဥစဉ်တို့တိုက်စစ်တွေဖော်ဆောင်လာတယ်လို့ပဲပြောရမှာဒါမှမဟုတ်စစ်တွေဘက်တွေဘက်တွေကြားရောက်သူဘက်တွေကြားနေရတဲ့ဒေသနေရာလဲတစ်ဖက် lobby တွေရဲ့အတင်းစကားတွေပါလိမ့်ဗျာနော်ဥစဉ်တို့ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေလို့တည်နေမတင်မှုဆိုတာကကိုယ့်ဘက်ကကြားရှုံးလို့မတင်တာမဟုတ်ပါဘူးဗျာနော်စီးရေးအရာတွေကြောက်ဥစဉ်တို့ကမပြောဘဲနေချင်းတာဖြစ်ပါလိမ့်ဗျာနော်စီးရေးအရာကြောက်မပြောဘဲနေချင်းဖြစ်ပါတယ်အဲ့တော့ဘာလို့ပဲဥစဉ်တို့ငငယ်ကပြောခဲ့တယ်နော် ခါလေဆရာသမားပြောတဲ့အရာလေးတွေဥစဉ်တော့ကဝင်ပြောတဲ့အခါမှာဆရာသမားကဘာပြောလဲဆိုတာမင်းနဲ့မတီးဝဲနဲ့ဝင်းဝင်းမပြောနဲ့ကွာတဲ့ဟုတ်လားမင်းတို့ကလေးတွေကြည့်တယ်ဆိုတာတဲ့လူကြီးတွေကိုမမီသေးဘူးပေါ့နော်အခုလည်းဥစဉ်တော့တိကျကြတယ်ဆိုတာကတော့လူကြီးတွေကိုမမီသေးဘူးလို့ပဲဥစဉ်ကတော့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဥစဉ်တော့ဗမော်တရင်းတွေပါတရင်းတွေအကုန်လုံးနေရတော့နော်ဗမော်ဆိုလက်ချင်းနေကောင်းတယ်ဆိုတာအားလုံးခင်ဗျားတို့အတိဆုံးပါဗျာနော်အဲ့တော့ တမတော်ချင်းမြတ်နိုးလူမြောက်ဦးဇန်ဒါလေးပဲပြောချင်ပါလေဗျာနော်။လက်အားလုံးစိတ်ချမ်းသာကိုကြီးကြမ်းမချင်းများနဲ့ပြည့်စုံပြီးအနေရကင်းပြီးဖြစ်ရှင်းကြပါသေးလို့ပေါ့ကတော့သတော်မေတ္တာပို့သားလိုက်ပါလေဗျာ။အားလုံးသာပါပဲဗျာ။ရေကြည်နဲ့လေးမျက်နှာမျိုးနယ်မှာတိုက်ပွဲပြင်းထန်နေအေယာဝတီတိုင်းတွင်းကရေကြည်နဲ့လေးမျက်နှာမျိုးနယ်တို့မှာနတ်ဆာတက်နဲ့အေအေပူပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ရေကြည်မျိုးနယ်တိုက်ပွဲမှာ၅တိုင်း၆မျိုးမြောက်ဆန်းရွာအခြေဆိုင်အမြောက်တပ် အမတ်တာ344ကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်နဆာကတက်ကလေချောင်းပစ်ကူတွေနဲ့ပြန်လည်ခုခံနေပြီးတိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့သိရပါဗါအေအေကအမတ်တာ344ကိုဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်ခိုက်နေတဲ့အနေအထားပေါ့တိုက်နေတာကတော့ပြီးခဲ့တဲ့မေလ30ရက်နေ့လောက်ကတည်းကအခုချိန်ထိပဲနဆာကကတော့လက်နက်ကြီးပစ်ကူတွေရော လေချောင်းပစ်ကူတွေရော စက်တက်လေးထီရီနယ်ပါခုခံနေရတဲ့အခြေအနေပါမြို့ဝင်ထွက်တွေကိုလည်းလုံခြုံရေးတင်းကျပ်ထားတယ်တိုက်ပွဲကတော့ခုထိပြင်းထန်နေတော့မှပဲလို့ဒေတာခန်တယောက်ကပြောပါတယ်အဆိုပါတိုက်ပွဲတွေကြောင့်လက်ရှိမှာနဆကတက်တွေဟာငါးတိုင်း၆မြို့အနီးရှိရေနံသာစစ်စေးကြီးကိတ်မှာလုံခြုံရေးတိုးမြင့်ထားတယ်လို့အမြောက်တဝန်းကျင်ရခိုင်ရိုးမနဲ့ဆက်ဆက်တဲ့နေရာတွေမှာလည်းနေ့စဉ်နေမြေရှင်လင်းရေးလှုပ်ဆောင်နေတယ်လို့သူကပြောပါတယ် ဒါအပြင်နတ်ဆက်ကအနေနဲ့ရေနံတာကိတ်ကနေဆန်73စီစေးဝါးနဲ့လျှက်စစ်ပစ္စည်းတွေအပါအဝင်ကုန်ဝင်ထွက်တွေကိုလည်းကန့်တတ်ထားသလိုလုံခြုံရေးအတွက်အမတာ344နဲ့ကုန်းပြင်တိုက်နယ်ကြေးရွာအုပ်စုတွေကဒေတာခန့်တွေကိုသာမြို့အတွင်းဝင်ခွင့်ပြုပြီးတခြားသူတွေကိုတော့တာစီစစ်စေးကဝင်ခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။ AA ကအမြောက်တပ်ကိုတိမ့်နိုင်ရင်တော့တသိမ့်မုံရွာလမ်းပိုင်းကိုရသွားမှာပေါ့။အဲ့ဒီလမ်းပိုင်းက အေယာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတို့ကိုချိတ်ဆက်ထားတာစီရေးအရာအရေးပါတဲ့လမ်းကြောင်းလည်းဖြစ်တယ်။ဒါကြောင့်နာဆာကကအပြင်းထန်ကာကွယ်နေတာဒီအမြောက်တပ်ကိုကြုံပြအချိန်မြန်တက်ရင် ခမရ36ကနေအင်အားဖြစ်တင်းနေတာလည်းရှိတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်။